အဲဗလီသုံးခုကပြိုကြတယ်မြက်ကိုပိုင်ចောင်းကလည်းဆီယာမတယောက်ပဲအသက်ရှင်တယ်ကလေးတွေရောအကုန်လုံးဆုံးတယ်လို့ပြောတယ်အများကြီးပဲ happy and sorry ဟုတ်ပါကလည်းမိသားစုလိုက်မွေးကျူကလည်းမိသားစုလိုက်ဒီဆိုတော့အများကြီးပဲမင်း900ကျော်လောက်မှကကြင်မှာကမှာမထုံနိုင်ဘူး ။ဟိုမှာလေခွဲကယ်ဆယ်ရေးမှမရှိဘူး။ဟိုကစားကိုကယ်ဆယ်ရေးရောက်တယ်မှတ်တာ။အခုချိန်ထိလမ်းနေပေါ်မှာဒီတိုင်းပဲဘယ်ကယ်ဆယ်ရေးမှလာမကင်နိုင်ဘူး။အခုအမတို့အိမ်လမ်းထိပ်ပွဲစိတ်အိမ်လမ်းထိပ်က၄ရောက်ညက်ပြီးအခုချိန်ထိဆွဲမထုတ်ရသေးဘူး။အော်ဟာတဲ့လုံတော့လုံနေတာပေါ့နော်ဒါပေမဲ့လုံးဝဟိုကြီးတွေမလာတဲ့ခါကျတော့ဘလို့မှဆွဲမထုတ်နိုင်ဘူးဒီနေ့ဆိုနှာခေါင်းစည်းနဲ့ဆွဲထုတ်နေရခဲ့ပြီကဲအဲ့ဒီဟာတွေကတရင်မသိရသေးတဲ့ဟာတွေအများကြီးပဲဘသူဘသူမှလည်းမသိဘူးမင်းမွေးကျူဆိုရင်လာတောက်တဲ့လူတွေရောလို့ပြောတယ်အနောက်က ဟာတွေရောတဲ့ကုတမိသားစုတွေလာသွားတောက်ကြတဲ့ဟာတွေရောဆိုတော့မင်းမရင်မတွက်နိုင်လေအဲ့လိုမျိုးတွေနောက်ဟိုလိုပြောမလို့ဒီကလကိုပိုင်ချောင်းဟာတွေဆိုတော့အများကြီးညက်သေးတာနောက်ဒီဘာကအောင်ဟိုလေဒုက္ခကာရီဘာကကအုတ်တိုက်အုတ်ချောင်းဘက်ကလည်းအဲ့ဒါကြီးလည်းအကုန်ဟွာဖြစ်တယ်နောက်မတိလာရှင်ချောင်းအဲ့အဲ့ဒါကြီးလည်းအများကြီးပဲအရောက်တရာနီးပါရှိမှတဲ့